ဒီနေ့ရဲ့ဆွေးနွေးတင်ပြချက်မှာတော့ရှေခင်းဣတရေလဘီမန်တော်ရဲ့ဘာသာရေးဆိုင်ရာနည်းနည်းတဲ့အယူအဆတွေကို အတူတူလေ့လာကြည့်အားမှာပါ။အထူးသဖြင့်ဒီဘီမန်တော်ကြီးဟာယေရှုခရစ်တော်ကိုကြိုတင်ဖော်ပြနေတဲ့ပုံဆောင်အရေးတစ်ခုအဖြစ်ဘယ်လိုမျိုးတည်ရှိခဲ့တယ်လဲဆိုတာကို အထူးကားထားပြီးဆန်းစစ်ကြည့်ပါကြရအောင်။ဟုတ်ပါပြီ။ဒီအကြောင်းအရာကိုပိုပြီးနားလည်သွားအောင်လို့ဘီမန်တော်ရဲ့အဓိကကြားတဲ့ပုံဆောင်ကဏ္ဍ၅ခုကိုအစင့်လိုက်လေ့လာသွားကြမယ်။ပထမဆုံးအရေးနဲ့ပတ်သက်တဲ့တရား ပြီးတော့ဖျားတခင်စီသွားတဲ့တခုတဲတော်လန်းထာဝရအပိဖြစ်ရရက် စေကြောချင်းကျော်ဖတ်မင်းလေးနောင်ဆုံးအသက်ရဲ့အလင်းနဲ့မုံဆိုတဲ့အကြောင်းအရာဒီကိုဗီမန်တို့အပင်ဘက်ကနေအတွင်းပိုင်းနဲ့ကိုခရီးသွားတယ်လို့မျိုးသစင်ချင်းကြည့်သွားကြရအောင်ကဲပရမဆုံးအပိုင်းညင်နဲ့ဗီမန်တို့အရေးနဲ့ပကတိတရားဆိုတဲ့ခေါင်းစဉ်ကိုကြည့်ကြရအောင်ဒီတစ်ခုလုံးရဲ့အဓိကကျတဲ့သဘောတရားကိုအရင်ဆုံးနားလည်ထားဖို့လိုပါတယ်။အဲ့ဒါကဘာလဲဆိုတော့ ရုပ်ပိုင်းဆိုင်ရာအရေးတစ်ခုကသူ့နောက်ွယ်ကဝဉဉဲဆိုင်ရာ ပကတိတရားအစစ်အမှန်ကိုညွန်ပြနေတယ်ဆိုတဲ့အယူအဆပါပဲ။ဒီတော့ဒီယူဆကဘယ်လိုအလုပ်လုပ်သလဲဆိုတာကိုကြည့်လိုက်ရင်ဓမ္မဟောကြားတဲ့ကအရာတွေဟာအရေးတွေပါပဲ။ဥပမာမြင်တွေ့ကင်တွယ်လို့ရတဲ့ပေးမန့်တော်ဆောင်းအောင်အမြဲတမ်းပူဇော်နေရတဲ့တရက်ဆောင်ရက်တီရပ်ပုရောဟိတ်တွေရဲ့အမှုတော်ဆောင်ခြင်းဒါတွေအလုံးဟာအရေးတွေပါ။အဲ့ဒီအရေးတွေရဲ့ပကတိတရားကတော့ဓမ္မတိကျမှာပေါ်လာတဲ့ယေရှုခရစ်တော်ပါပဲ။ ဘီမန်တော်အစ်စ်ကကိုရိုရဲ့ခန္ဓာကိုဖြစ်လာတယ်။တဲရဆန်ရက်ရက်စားကိုရိုရဲ့ဒီဂျင်လေးရောရက်ကအစားထိုးလိုက်တယ်။ဆိုလိုချင်တာကဘီမန်တော်မှာမြင်နေရတဲ့အရာအလုံးဟာယေရှုခရစ်တော်နဲ့သူ့ရဲ့အမှုတော်မှာလာပြီးပြည့်စုံမဲ့အရာတွေကိုချုပ်တင်ပုံဖော်ပြနေတာဖြစ်ကြတယ်။ဟုတ်ပြီ။ဒုတိယပိုင်းကိုဆက်သွားကြည့်ကြရအောင်။ဖျားသခင်ထံသွားရတခုတည်းတော်လံ။ဒီမှာတော့ဖေမန်တော်ထဲကိုဝင်ရောက်ပြီးဖျားသခင်ထံချင်ကတ်တဲ့ရုပ်ပိုင်းဆိုင်ရာခီးစင်ကဘလို့ဝิญဉ္ဇရေးရပုံစုံချက်ရှိနေတယ်လဲဆိုတာကိုအတူတူလေ့လာကြည့်ကြပါမယ်။ ဒီခရီးစဉ်တစ်ခုလုံးရဲ့အခြေခံအုတ်မြစ်ကတော့ယောဟန်ခရစ်ဝင်ကျမ်းမှာပါတဲ့ဒီစကားပါပဲယေရှုကငါဟာလမ်းခရီးဖြစ်တယ်တမန်တော်လည်းဖြစ်တယ်အသက်လည်းဖြစ်တယ်ငါ့ကိုအမိမဖြူရင်ဘယ်သူမှခမီးတော်စီကိုမရောက်နိုင်ဘူးလို့မိန့်ဆိုခဲ့တယ်အဲ့တော့ဖျားသခင်စီသွားဖို့လမ်းကတလမ်းပဲရှိတယ်အဲ့လားယေရှုပဲဆိုတဲ့အချက်ကိုအဓိကထားပြီးပြောနေတာပါအဲ့ဒါကိုပြီးမှန်တော်ရဲ့တိဆောက်ပုံနဲ့နှိုင်းယဉ်ကြည့်ရအောင်အထဲကိုဝင်ဖို့ပထမဆုံးတကားပေါက်ကိုဖျက်ရမယ် ယေရှုကငါဟာတကားဝတ်ဖြစ်တယ်လို့ပြောခဲ့တယ်။အထဲရောက်ရင်လက်အတိုင်းဆက်လျောက်ရတယ်။ငါဟာလမ်းခီးဖြစ်တယ်လို့လည်းသူပြောခဲ့ပြန်ရော။နောက်ဆုံးအတန်ရှင်းဆုံးနေရာတော်ကိုမဝင်ခင်မှာကန့်လန့်ကားကြီးတစ်ခုကားထားတယ်။အဲဒီကန့်လန့်ကားကလည်းဝင်ခွင့်ရဖို့အတွက်စုဖြဲခံခဲ့ရတဲ့ယေရှုရဲ့ခန္ဓာကိုယ်ကိုပုံစံတယ်လို့ဆိုပါတယ်။ဆိုတော့ဒီရုပ်ပိုင်းဆံရခီးစဉ်တစ်ခုလုံးကဖျားသခင်စီချင်းကပ်ဖို့တစ်ခုတည်းတော်နီလန်းခိတဲ့ယေရှုကိုပဲအဆအဆုံးညွန်ပြနေတာပါ။ကဲနောက်တစ်ပိုင်းကိုရောက်လာပါပြီ ทาวระอภิเทียยิต 那就搬个药来吧哩。 ဒီမှာတကယ်ကိုတီးတာတဲ့ကွာကြချက်ကြီးတစ်ခုရှိနေပါတယ်။တစ်ဖက်မှာကတီးရဆန်ရက်တီဒါဒီကမဆုံလင်ဘူး။ဒါကြောင့်နေတိုင်းနေတိုင်းထက်ခါထက်ခါပူဇော်နေရတယ်။ပြီးတော့အဖြစ်ကိုအပြီးတိုင်းမဖယ်ရှားနိုင်ဘူး။ယာယီပဲဖုံအုပ်ပေးနိုင်တယ်။ဒါပေမဲ့နောက်တစ်ဖက်မှာတော့ခရစ်တော်ရဲ့ရက်ပူဇော်ခြင်းဟာလုံးဝကိုဆုံလင်တယ်။အလုံးအတွက်တစ်ချိန်တည်းနဲ့အပြီးဖြစ်ပဲ။ဒါကြောင့်အဖြစ်ကိုယာယီဖုံးတာမဟုတ်ပဲထာဝရအတွက်စေကြောပြလိုက်နိုင်တယ်လို့ဆိုပါတယ်။ ဒီလိုအစားထုတ်အသေးခံကျင်းဆိုတဲ့သဘောတရားကတိတိမဟုတ်ပါဘူး။ဟေရှာယကြားမှာပါတဲ့ဒီ prophet future မှာကြိုတင်ဖော်ပြချပီးသားပါ။သူကငါတို့ရဲ့လွန်ကျိုးမှုတွေကြောင့်ထိုးဖောက်ခံရတယ်၊ငါတို့ရဲ့အပြစ်တွေကြောင့်နှိပ်စက်ခံရတယ်ဆိုပြီးလူများရဲ့အပြစ်ကိုကိုယ်ဆိုင်ခံယူမဲ့ပုဂ္ဂိုလ်တဦးအကြောင်းကိုရှင်းရှင်းလင်းလင်းဖော်ပြထားတာတွေ့ရမှာပါ။ Okay နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ပုံစံချက်တစ်ခုကိုဆက်ကြည့်ရအောင်။ Sejojet.fanbinle ပါ။ဘီမန်တော်ရဲ့တန့်ရှင်းရဌာနတဲ့ကိုမဝင်ခင်မှာ Yes Pro Hate တဲ့ကသူတို့ကိုသူတို့တန်းစင်ဆဲကြောရတဲ့ထုံနှံတစ်ခုရှိပါတယ်။အဲ့ဒီလိုရက်လေးမှာတော့နည်းနည်းလေးပုံဆောင်ချက်တွေရှိနေပြန်ပါတယ်။ရုပ်ပိုက်ဆိုင်ရာဘီမန်တော်မှာဆိုရင်ဂျေးဝါနဲ့လုတ်ထားတဲ့အင်မတန်ကြီးမားတဲ့ရေကန်ကြီးတစ်ခုရှိပါတယ်။အဲ့ဒါကို No Patta ဒါမှမဟုတ်ဂျေးဝါရေကန်လို့ခေါ်ကြတယ်။ကျေးဇူးပရိုဟိတ်တွေကသူတို့ရဲ့အမှုတော်မြတ်ကိုမဆောင်ရွက်ခင်မှာဒီရေခံကြီးမှာပဲလက်တွေခြိထောက်တွေကိုဆေးကြောတန့်စင်ရတာပါ။ဒါကမလို့မဖြစ်လို့ရတဲ့အရေးကြီးတဲ့အဆင့်တစ်ခုပေါ့။အခုတကယ်ကိုအန်အောစရာကောင်းတဲ့အချက်ကတော့ မြေကြီးပေါ်ကဒီကြီးရေခန်းဟာအရေးတစ်ခုပဲဆိုတာပါပဲသူ့ရဲ့ပကတိတရားကဘယ်မှာလဲဆိုတော့ပြားဒီကြမှာဖော်ပြထားတဲ့ဖျားတခင်ရဲ့ပလင်တော်ရှိကဖန်ပင်လေကြီးဖြစ်နေတာပါပဲအဲ့ဒီဖန်ပင်လေကနှုတ်ကပတ်တော်နဲ့ဝိညာဉ်တော်အားဖြင့်ယုံကြည်သူတွေကို အပိဓာန်တန့်စင်စေချောခြင်းကိုပုံဆောင်နေပါတယ်ကဲကျွန်တော်တို့ရဲ့ခရီးစဉ်မှာ အခုဆိုရင်တန့်ရှင်းရဌာနဟဲကိုဝင်ရောက်လာကြပြီ။ ီနေရာမှာတော့ဝิญဉ္ဇေယအာဟာရနဲ့အလင်းကိုပေးဆွမ်းခဲ့အဓိကကျတဲ့ပစ္စည်းနှစ်ခုအကြောင်းကိုဆက်ပြီးလေ့လာကြည့်ကြပါမယ်။တန်ရှင်းရဌာနထဲမှာဘာပီတင်းပေါက်မှမရှိဘူး။အမောင်အဓိကနေတဲ့နေရာပါ။အဲ့ဒီထဲမှာအလင်းရောက်ပေးတာဆိုလို့ဒီရွှေမီကုန်းတမမုံခုမချော့တီတခုပဲရှိပါရဲ့။အဲ့ဒီမိကုံးကနေလာတဲ့အလင်းဟာသမာတရားကိုထွန်းလင်းပြပြီးလမ်းဖြအဖို့ထုတ်ပေးတဲ့တန်ရှင်းသောဝိညာဉ်တော်ကိုပုံဆောင်နေတာဖြစ်ပါတယ်။ ဲ့ဒီမိခုံနာမှာပဲနောက်တစ်ခုရှိပါသေးတယ်။အဲ့ဒါကတော့ရှီရော်မုတ်စားပွဲဒါမှမဟုတ်သော့ဆမ်းပါ။ဒီစားပွဲပေါ်မှာမုတ်စနှလုံးအမြဲတမ်းတင်ထားရတယ်။ဒါကဖယားသခင်ရဲ့ပဋိနိညာနဲ့သူ့လူတွေကိုအသက်ဆက်ရှင်ဖို့ထောက်ပံ့ပေးနေခြင်းကိုကိုးစားပြုပါတယ်။ဟုတ်ပါတယ်။ဒီမုတ်ကလည်းအရေးတစ်ခုပါပဲ။သူ့ရဲ့ပကတိတရားအစစ်အမှန်ကတော့ငါဟာအသက်မုတ်ဖြစ်တယ်လို့မိတ်ဆိုခဲ့တဲ့ယေရှုခရစ်တော်ပါပဲ။ဒီလောက်အားကောင်းတဲ့ပုံဆောင်ချက်တည်းအရေးဒီကို တစ်ခုပြီးတစ်ခုဖြတ်သန်းလေးလာပြီးတဲ့နောက်မှာတော့အဆုံးသတ်အနည်းနဲ့အင်မတန်အရေးကြီးတဲ့မိခွန်းတစ်ခုစီကိုရောက်လာပါပြီ။အဲ့ဒါကတော့လဝါကတိုင်အားဖြင့်ဘာတွေပြီးဆုံးသွားခဲ့သလဲဆိုတာပါပဲ။ဒီမိခွန်းရဲ့အဖြေကတော့အားလုံးပါပဲ။လဝါကတိုင်ဟာဒီအရေးတွေအားလုံးသူတို့ရဲ့အပိဒတ်အသေးပေကိုရှာတွေ့သွားတဲ့အဆုံးဖြတ်ပေးတဲ့နေရာတစ်ခုထက်လာခဲ့ပါလေ။စစ်မှန်တဲ့ပေမန်တော်ကခရစ်တော်ရဲ့ခန္ဓာကိုထက်လာတယ်။ဖျားကြီးသွားရမယ့်တစ်ခုတည်းတော်လန်တကား ဝင်ခွင့်ကလည်းသူ့ကိုယ်တိုင်ပဲဖြစ်လာတယ်။စုံလင်တဲ့ yeast အပိသက်စေကြောခြင်းဝိညာဉ်ရေးရအလင်းနဲ့အသက်မှုအရာအလုံးဟာယေရှုခရစ်တော်ဆိုတဲ့တခုတည်းသောပကတိတရားမှလာပြီးပြည့်စုံသွားခဲ့တာပါပဲ။ဒါကြောင့်နောက်ဆုံးအနေနဲ့ဒီစကားလေးကိုကြည့်အောင်။လဝါကတန်ရဲ့အလင်းထက်ပိုပြီးတန်ဖိုးကြီးတဲ့အလင်းရောင်မရှိဘူး။တကယ်တော့ဒီဖျားရရှုမြင်ချက်အရလဝကတိုင်ဆိုတာသမိုင်းတည်းကဖြစ်တတ်တဲ့မဟုတ်တော့ပါဘူး။ဒါဟာ ဖန်ဆင်းခြင်းတစ်ခုလုံးမှာအစွမ်းတန်ကိုအကြီးအမားဆုံးသောပြာဒိတ်တော်အရေးအားလုံးရဲ့ပကတိတရားကိုထုတ်ဖော်ပြသလိုက်တဲ့အလင်းရောင်ကြီးတစ်ခုပဲဖြစ်ပါရဲ့။